Hello အားလုံးမင်္ဂလာပါဖူဖော်မချန်ကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့ညကစားမယ့်ပွဲတွေထဲမှာ Manchester United တို့စပါးတို့နဲ့ပတ်သက်တဲ့ပွဲစဉ်အကြောင်းလေးတွေကျွန်တော်ပြောကြည့်အောင်ပါနော်။စပါးကတော့ West Ham နဲ့ကျွန်တော်ရှင်ပိုင်းကစားရပါမယ်။ West Ham ကွင်းမှာတွားကစားရမှာပါနော်။ပြီးခဲ့တဲ့ဒါပွဲစဉ်မှာဆိုလို့ရှိရင်စပါးကကျွန်တော်နေနဲ့ Liverpool တင်ကို9ဂိုးတကူဆိုတဲ့ရလန်နဲ့ရှုံးနေခဲ့တယ်။နောက်ဆိုတော့ West Ham ကတော့ Brand Brighton အိမ်ကွင်းမှာ3-2ဆိုတဲ့ရလနဲ့ကျွန်တော်ရှုံးနေထားတာဆိုတော့ဒီ ယူရိုပါလိစီမီဖိုင်နယ်အရေးကြီးပွဲစဉ်တွေရှိနေတဲ့အခြေအနေမျိုးမှာနီးပြဖြစ်တဲ့ပိုစတီကိုဂလူးကကျွန်တော်ဒီပွဲကိုအများကြီးအရေးကြီးကြီးဆက်ဆံလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။နောက်အထူးသဖြင့်တော့ကျွန်တော်အနေနဲ့ဒီပထမအကြုံမှာလည်း3-1ဆိုတဲ့ရလနဲ့ယူရိုပါလိစီမီဖိုင်နယ်မှာစပါကနိုင်ထားပြီးသားဆိုတော့ဒုတိယအကြုံမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလို့စပါအနေနဲ့အေးအေးဆေးဆေးဒါအနိုင်ယူနိုင်ပြီးတော့နောက်တစ်ဆင့်ကို final ကိုတက်နိုင်အောင်သူတို့လုပ်ရမှာစပါ final ကိုတက်ဖို့အရေးကြီးတဲ့အခြေအနေမျိုးမှာဒီလိုပွဲမျိုးက လူစုံတက်စုံနဲ့သူတို့သာထုတ်သုံးလာလိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူးပေါ့နော်။ဒါအပြင်ယူရိုပါလိကစားတဲ့ပွဲနဲ့ဒီပွဲကစားတဲ့အနေထားကြားထဲမှာကွာဟမှုအချိန်အနားယူချိန်ကလည်းအများကြီးရှိမှထားဘူး။သစပါးကကျွန်တော်တို့34ပွဲကန်ထားပြီးတဲ့အချိန်ဒီမျိုးမှာအဆင့်16နေရာမှာရက်တည်နေတယ်ပေါ့နော်။34ပွဲမှာသူတို့7ပွဲနိုင်ထားတယ်၊၄ပွဲတည်ကြပြီးတော့19ပွဲရှုံးနေထားတယ်။နော်19ဝဲဒီရှုံးနေထားတယ်62ဂိုးဒီရထားပြီးမဲ့56ဂိုးဒီပြန်ပြီးထားရတဲ့ခန်းစစ်က 39ပါပါကျွန်တော်ဝက်ဆမ်ကလည်းအဆင့်ဆက်ခွန်ပါပါ36မဲ့ကျွန်တော်ရထားတယ်ကျွန်တော်ဝက်ဆန်ကဒီပွဲနိုင်နေနေဆိုလို့ရှိရင်တော့သူတို့တွေသာအဆင့်တက်နိုင်မဲ့အခြေအနေမျိုးပေါ့လေ34ပွဲမှာ9ပွဲနိုင်9ပွဲတည်နေ16ပွဲထိဝက်ဆန်ကရှုံးနေထားတယ်ဆိုတော့နှစ်သင်းကြားထဲမှာထူးထူးခြားခြားကြီးတော့ကျွန်တော်ဘာမှမရှိဘူးအဲမလို့ဝက်ဆန်မှာကဒီပွဲနီးပြားဖြစ်တဲ့ဒီဂရီဟမ်ပေါ်တာရဲ့လက်အောက်မှာတော့သူသူ့ဟာနေသူကျွန်တော်သာဖြည်းဖြည်းချင်းလေးပြန်ပြီးတော့ဟုတ်လာတယ်လို့ပဲပေါ့နော်ဒီကစားပုံကြီးက ကျွန်တော်တို့ဒီလုံးဝအဆင်မပြေတာမျိုးကြီးတွေကျွန်တော်တို့မဟုတ်တော့ဘဲနဲ့အချီနီလေးရကျွန်တော်ဒါကောင်းတယ်လို့လေးတွေကျွန်တော်တို့ဖြစ်နေပြီနော်သူကနေသူကောင်းတယ်လို့ကျွန်တော်တို့ဖြစ်နေပြီကွင်းထဲကတော့မဲ့ဆိုရှယ်တွေကလည်းကျွန်တော်တို့ဒါတိတဲ့တိုင်းမှာဂိုးတွေသွင်းနေပြီတိုက်စစ်မှာဆိုလို့ရှိရင်လည်းကူဒူးစ်တို့ဂျရက်ဘိုဝင်းတို့ကစားမာတွေနောက်ပြီးလို့ရှိရင်လူကက်စ်ပါကီတာတို့နဲ့သူဟာနေသူဟုတ်နေတာဗျာနောက်တက်မှာလည်းဝမ်ဘစ်ဆာကာတို့နော်ဒါဂျိန်းကစ်ကလီယာတူဒီဘူတို့နဲ့อืมသူဟာလေးနဲ့သူကျွန်တော်တို့ဟုတ်နေတာတခါတလေမှာဝက်ဆမ်က3ဘက်ထားကစားတာမျိုးတွေလည်းကျွန်တော်တို့တွေ့နေရတယ် ဆိုတော့ဒါတွေကစပါးအတွက်အခက်အခဲဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့လေစပါးကတော့ထုံးစံတိုင်းပဲသူတို့အနေနဲ့ဘောလုံးပိုင်ဆိုင်မှုတွေအသာစီးယူပြီးတော့ကစားတာเนาะဒါအပြင်နောက်တန်းနေအပြောင်းလဲလှုပ်လာတာတွေဘာကြီးနဲ့ဆိုလို့ရှိရင်ကျွန်တော်ကတော့ဂူရောပီးရလေဦးမလို့ထင်တယ်ဒီသူပြင်စပါးနောက်တန်းမှာကဒီအရေးကြီးပါတယ်ဆိုတဲ့ရိုမဲရိုတို့ပေါ့နော်ဘန်ဒီဘန်တို့အဲ့ဒါဦးဒူဂီဒါမှမဟုတ်ပက်ထရိုပိုတို့သူတို့၄ယောက်ထဲကအနည်းဆုံး၂ယောက်ကနေ၃ယောက်တော့သူအနားပေးမှာပဲနော်အနားပေးပြီးတော့ကွင်းလယ်မှာလည်းတချို့ကစားမတွေအနားပေးလာမယ်ဆိုလို့ရှိရင်တေချာပေါက်ဒါဝက်ဆမ်တို့ chance တော့ရှိတယ်ဗျာ เนาะသူကစားပုံတွေပါတွေတော့စပားကိုရှင်ကစားနိုင်မှုကတော့မလွယ်ဘူးပေါ့လေစပားကကစားပုံကောင်းပြီးတော့သူတို့ကချစ်လက်မှုမရှိတာဘိုးတွေခဏတိုင်းပြီးရတယ်လွယ်လွယ်ပြီးရတာဗောနော်တိုက်စစ်တို့ဘာတို့ကကစားပုံကောင်းတယ်ကစားမောက်တွေကလည်းအဆင်ပြေတယ်နောက်တန်းကကျတော့တော်တော်ကိုအဝင်ခွင့်ကြမဖြစ်တဲ့တယ်မှာကျွန်တော်ပါတယ်ဆိုဝက်ဆမ်ကလည်းဒီတိုင်းပဲဗောနော်တတ်နိုင်နေမှာဆိုလို့သူတို့နောက်တန်းကိုချစ်လက်အောင်ကစားတယ်ဆိုပေမဲ့လို့ချစ်လက်မှုကမရှိဘူးကျွန်တော်စပားအနေနဲ့ဒီဘယ်လိုပြောရလက်ကဒီနေ့ပွဲကတော့ကောင်းဖို့အတွက်တော့ chance ကအများကြီးမရှိဘူးလို့ထင်တယ် ူတို့ပြင်ဒီသူတို့အနေနဲ့ယူရိုပါလိအရေးကြီးပွဲရှိတဲ့နေထိုင်မှုတွေမှာဒီပွဲကအာယုံမဆိုင်လည်းပဲသူတို့အတွက်ပြဿနာမရှိဘူးလို့ယူဆတယ်ပေါ့နော်တခုတော့ရှိတာပေါ့လေနော်တခုတော့ရှိတာပေါ့ကျွန်တော်တို့ကစပါးကဒီသူတို့အနေနဲ့ဝက်ဆမ်ကွင်းမှာလည်းတွားကစားရမယ်ဆိုတဲ့အခါကျတော့ထင်တယ်လို့တော့လွယ်ချင်မှတော့လွယ်မှာပေါ့ဗျာအဲဒါကျွန်တော်တို့စောင်းလို့ကြည့်ရမယ်ဝက်ဆမ်အတွက်ချန်ရှိတဲ့ပွဲမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဝေးကွင်းမှာလည်းဖြစ်တာရဲ့ယူရိုပါလိလည်းကျွန်တော်အာယုံဆိုင်ဖို့ရှိတဲ့အနေထားမျိုးမှာယူဆောင်တက်ဆုံတဲ့စပါးတုံးလာဖို့ကျွန်တော်မရှိဘူးဆိုတော့ ဆိုနောက်တစ်ပွဲကကျွန်တော်တို့က Brentford နဲ့ Manchester United တို့ကစားမယ်ပွဲပေါ့လေပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်တော့ Brentford က Nottingham Forest ကို2-0နဲ့အဝေးခွင့်မှာနိုင်ထားပြီးတော့ Manchester United ကတော့ဘုံမောက်နဲ့တစ်ဖက်ကိုတကူးစီတည်ကြထားတယ်ဆိုတော့ဒီနေရာမှာဘုံမောက်ကဒီရာဒီမှာတော်တော်လေးအချိန်ကြီးကောင်းနေပြီးတော့အဆင့်၈မှာပေါ့နော်53မှတ်ပြီးကျွန်တော်ရထားတဲ့အချိန် United ကအဆင့်15မှာ39မှတ်ပဲကျွန်တော်ရထားသေးတယ်34ပွဲကစားထားတဲ့အချိန်မျိုးမှာ 10ပွဲနိုင်9ပွဲတည်15ပွဲထိမန်ချက်စတာယူနိုက်တက်ရှုံးနေထားတယ်။တိုက်စစ်ကလည်း39ပွဲရထားသေးတာ။ခန်းစစ်က48ခုတိကျွန်တော်ပြီးထားရတယ်။ဘယ်လူမန့်ကိုအပေါင်းလက္ခဏာဆန်တဲ့အရာပရီးမီးယားလိဂ်ကန်တဲ့အခါတွေးကြည့်လို့ကိုကျွန်တော်မရဘူး။နော်ယူနိုက်တက်ကပြီးခဲ့တဲ့ပွဲမှာလည်းဘုံမောက်ကိုကျွန်တော်သာတည်ကြတယ်။အဲ့ဒီရှေ့ကဝူဘန်ဟန်တဲ့ပွဲမှာလည်းကျွန်တော်ရှုံးနေနေနယူကာဆယ်တို့ကိုလည်းကျွန်တော်ရှုံးထားတယ်ဆိုတော့ပရီးမီးယားလိဂ်မှာဘယ်လူမန့်ကိုအချိန်ကြီးကောင်းမနေဘူး။ ယူနိုက်တက်ဟာပရီးမီးယားလိနောက်ဆုံး၅ပွဲမှာနိုင်ပွဲတစ်ပွဲမှန်ကျွန်တော်ရှိမှထားသေးဘူးနောက်ဆုံး၅ပွဲတော့ပရီးမီးယားလိမှာတစ်ပွဲမှန်ကျွန်တော်ရှိမှထားသေးဘူးဘရန်ဖိုကနောက်ဆုံးပရီးမီးယားလိ၅ပွဲမှာရှုံးပွဲတစ်ပွဲပဲကျွန်တော်ရှိသေးတယ်တည်ရည်၂ပွဲနိုင်ပွဲ၂ပွဲဆိုတဲ့ပုံစံနဲ့ကျတော့ဒါအပြင်ဒါ United အနေနဲ့ဒါအဝေးဝင်းကိုလည်းသွားကစားမှလည်းဖြစ်တယ် Brentford ရောဘာလို့လဲကပုံမှန်တိုင်းဆိုလို့ရှိရင်တော့မှတိုင်ပက်လေးရှိတယ်သူပြင် Brentford ရဲ့ကျွန်တော်တို့ဒါခန်းစစ်ကြစ်လက်ဒါ directly ကစားတာကိုကျွန်တော်တို့မခံနိုင်တာ ရမ်ဘိုတိုက်စစ်ကဝီဇာတို့ဘွယ်မူတို့ကလည်းတခြားဂိုးတွေတွင်းနေပြီးတော့ဒီယာဒီမှာသူတို့နှစ်ယောက်ပေါင်းတွင်းကူဟာဘရန်ဖို့အတွက်အများကြီးသူတို့ဖြစ်နေတာ United ဘက်ကတော့ဟိုဘယ်လိုပြောလဲပုံမှန်အားဖြင့်ပေါ့နော် injury ပြဿနာတွေပါတယ်ဂျုံနေရပြီးတော့တချို့ကစားမတွေပြန်လာတယ်ပြန်ကောင်းနေတယ်ဆိုရင်တော့မှနီးပြားကအပြည့်အဝမတုံရဲသေးဘူးထပ်မတော့ဒီမေဆန်မောင်းတို့ဘာလို့ဆိုလို့ချင်းအခုချိန်ကြီးကျွန်တော်တို့ပွဲထွက်ခွင့်ပေါ်တော့ဒီပုံမှန်ရတာမျိုးမိနစ်ကစားချိန်အများကြီးရတာမျိုးတွေကျွန်တော်မရှိသေးဘူးဒီပွဲကရှိကောင်းနဲ့ရှိလာနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ ဟိုကနေကစားတာဘီဘာဝင်နဲ့ကစားထားတာကျွန်တော်မကြာသေးဘူးပေါ့နော်မကြာသေးဘူးအဲ့ဒီပွဲမှာလည်းကစားမှအများစုကမိနစ်90အပြည့်ကစားခဲ့ရတယ်ဒီပွဲပြင်လည်းကျွန်တော်အနေနဲ့ဒါကြာလာပြီညတောက်ကြမနဲ့မှကျွန်တော်ထပ်ကစားရအောင်မယ်ဆိုတော့ကြားထဲမှာကျွန်တော်ကစားမှတော့အနာပီးမှကိုရမယ်ဆိုတော့လူစင်းမှမလုံတော့ပါဘူးဆိုတော့အနာကပီးရအောင်မယ်ဒါမျိုးပေါ့ဒါကြောင့်ပရီးမီးယားလိဂ်ကလည်းကိုရီတိတ်ပြီးတော့အာယုံဆိုင်ဆရာအများကြီးမရှိဘူးဒါနီးပြားအမိုရင်ပြောလို့ပဲပေါ့လေပရီးမီးယားလိဂ်အစဉ်စရာရက်တိမှုကိုကြည့်ပြီးတော့ဝင်ငွေကတော့ကျွန်တော်ကွာတာပေါ့ဒါပေမဲ့လည်းလို့ပေါ့နော် Champions League ဝင်ခွင့်အတွက်အရေးကြီးနေတဲ့အချိန်မျိုးမှာ Europa League Final ကိုတက်ဖို့ဒီအင်မတန်ရည်ကြီးတယ်။အဲကြောင့် Final ကိုတက်ဖို့အတွက်ကအတင်းတွက်အများကြီးကျွန်တော်အရေးပါတယ်။ Final ကိုတက်အောင်လည်းကျွန်တော်ကြိုးပမ်းမှကျွန်တော်ရမယ်။ဆိုတော့ဒီပွဲက United အတွက်ဒီပွဲထွက်လူစင်းမှာအပြောင်းအလဲတွေနဲ့ညီကျွန်တော်တော့နိုင်ပွဲရဖို့ဆိုတော့ကတော်တော်ကိုအလှမ်းဝေးတယ်လို့ထင်တယ်။တိုက်စစ်မှာဆိုလို့ရှိရင် Resman White လည်းကျွန်တော်ရှိတာ။ဒါပေမဲ့တေချာပေါ့ဒီနေ့ပွဲကသူ့ပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ ိုမီမိန်နူးကျွန်တော်ရှိမယ်ကာနာချိုရှိမယ်အက်ရစ်ဆန်ရှိမယ်ကိုမေဆန်မောင်းတို့ကျွန်တော်ရှိမယ်ဒီကစားမတွေပွဲထွက်လာဖို့ကျွန်တော်ရှိတယ်ဝင်းဘက်စ်မှာဆိုလို့ရှိရင်လည်းပဲအာမတ်ပြန်ပါလာပြီမဲ့လို့ပေါ့နော်ဒုတိယပိုင်းဘီဂန်နီ10မိနစ်လောက်အလိုမှထည့်တိုင်းမျိုးတွေကျွန်တော်တွေ့ရလိမ့်မယ်လို့ထင်တယ်။ဒါ့အပြင်ပက်ထရစ်ဒူဂူတို့ကခြေသွမ်းမကောင်းတာပါညာနဲ့ဟယ်ရီအာမတ်တို့လူငယ်လေးတွေနေရာရလာဖို့ရှိတယ်။နောက်တန်းမှာလည်းဒီလစ်ကအခုမှအင်ဂျူရီပြန်ကောင်းလာတာเนาะဒါ့အပြင်ကျွန်တော်တို့ဒီ ပြောရမယ် Master Wee က injury ရလို့နေပါဖြစ်နေတဲ့အတွက်နီးပြကအနားပေးမယ်ဆိုပြီးတော့ဒီပွဲအတွက် confirm လုပ်ထားတာ။ခေါင်းကြီးကိုလည်းကျွန်တော်အနားပေးဖို့ရှိတာ။နော် Lindelof ကလည်းဟိုတနေ့ကပွဲမှာ minute 90အပြည့်ကစားခဲ့တာ။ဘာညာနဲ့ကျွန်တော်ကြည့်လိုက်ရင် United မှာကတချို့ကစားမတွေတော့မှအနားပေးလို့မရတဲ့အခြေအနေမျိုးတွေတိုင်ပတ်နေတာ။အဲရောက်ပါတော့ United အနေနဲ့ဟိုဘယ်လိုပြော Europa League ကပိုအရေးကြီးနေတဲ့အခြေအနေမျိုးမှာဒီ Premier League မှာတော့သူတို့လူစင်းရင်အပြည့်နဲ့ပွဲထွက်လာဖို့မရှိဘူးဆိုတော့ရလကောင်ကဆက်ပြီးတော့တွေးဖို့ကျွန်တော်အင်မတန်ခဲယဉ်ပါတယ်။ ဟိုဒါကလည်းကြည့်ရင်တိုင်းတာတစ်ခုဒီနားလေလို့ကျွန်တော်ရတယ်ဆိုတော့ပို့ပြီးတော့အရေးကြီးတဲ့ပွဲစဉ်တွေရှိနေတာဒါအပြင်ပွဲတွေကလည်းကြားထဲမှာနားရက်တွေကအဲ့လောက်ကြီးဒီမကွာဘူးဆိုတော့၄ရက်လောက်ပဲ၃ရက်လောက်ပဲကျွန်တော်နားရမှာဗျာဒီတော့ Manchester United အနေနဲ့ဒီမှာအသိပြီးတော့အယုံဆိုင်ဖို့ရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ Brandfo ကဘက်ကတော့ဒီနှစ်သင်းကြားထဲမှာရက်လက်တွေတအားကြီးကွာဟတာမျိုးမြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးနော်ဂိုးတွေအများကြီးရတာမျိုးတွေနှစ်သင်းမောင်းဂိုးအပြင်းလန်းတွင်းရတာမျိုးတွေတိတ်တော့တွေ့ရလိမ့်မယ်လို့မထင်ဘူးကျင်းမြောင်းတဲ့ရလက်တွေနဲ့ ဘရန်ဖူရဲ့ဘက်ကကျွန်တော်တို့ရလက်ကောင်းကောင်းကောင်းသွားနိုင်တဲ့အခြေအနေမျိုးပါကျွန်တော်ညီကလေးအနေနဲ့ရောဒီဘက်မှာဘလို့ရလက်တွေထွက်ပေါ်လာကြမယ်ထင်ကြပါလေဆွေးနွေးကြပါအောင်ဆိုတော့ကြီးကြီးအပ်ပေးတဲ့ညီကူများလုံးကိုကျေးဇူးများကြီးကျေးမာတဲ့